မတ်တရအမတ်တရတွေကနေမှအမတ်တရတခုကတော့ဒီကားထဲမှာအဲ့လိုပေါ့နော်ဒီငွေဆောင်မှာတွားပြီးတော့ရိုက်တဲ့အခန်းလေးတစ်ခန်းရှိရပေါ့နော်အဲ့အချိန်ကကြတော့မုံတိုင်းဒီမှာမုံတိုင်းဖြစ်နေတဲ့အချိန်မှာငွေဆောင်ကိုတွားရတာဟိုပေါ့နော်ဒီ producer ဆိုရင်လည်းတော်တော်လေးဟိုပေါ့နော်သူရဲ့အမေတကယ်တော့ဒါအခန်းလေးတစ်ခန်းအတွက်နဲ့ငွေဆောင်ကိုတွားရရတယ်ဒါပေမဲ့သူရဲ့စေတနာပေါ့နော်ပရိဒီအခန်းလေးကိုသူကတကယ်ကိုနူးနူးရရလှလှလေးဖြစ်နေတဲ့အတွက်ကြောင့်ငွေဆောင်ကိုတွားရိုက်တာအဲ့တခန်းနဲ့ဟို မလေး3ရက်လောက်ဝေးဆောင်မှနေလိုက်ရတယ်မိုးတွေကြွာတာလေအာပေါ့နော်အဟိုစက်တင်နေလောက်ထားလိုက်အပြင်ကိုရောက်လာလိုက်မိုးရွာလို့ပြင်ဝင်လိုက်အဲ့ဟာအဲ့ခန်းတခန်းရိုက်ဖို့အတွက်ကိုတရက်ထင်းဆိုပြီးတော့သွားတာ3ရက်နေပြီးတော့ရိုက်လိုက်ရအဲ့ဒါလေးကတော့မှတ်မှတ်ရရပါပဲဟုတ်အဲ့ဒီစံမျိုးကိုစဖက်သေးဟိုကကာရက်တာကိုဟုတ်ဒီဒီကာရက်တာကဘယ်သူဘယ်သူဆိုတာမေးပြီးတဲ့ဟိုကဒီရှိန်းလေးမှာအောင်ရဲလေးလို့ပြောရတာလုံးဝသူနဲ့ကွက်တစ်ဖြစ်မယ်ဆိုတာသိပြီးသားအာပြောနေရလေဟိုကိုမိုးနေရလေ အောင်ရင်းလေးကိုကြည့်ပြီးရေးထားတာဖြစ်မှာဖြစ်ဖြစ်ပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ယုံနဲ့သူအခုလုံနေတဲ့ character သူပြောနေတဲ့စကားလုံးတွေကလုံးဝခွတ်တီပေါ့နော်ဒီရှိန်မင်းနဲ့လုံးဝတထက်တဲကြာရယ်အဲ့အတွက်ကြောင့်မလို့လဲဒီ fan တွေလဲဒီရှိန်မင်း fan တွေလဲအရင်များရယ်ဆိုတာကိုသိပါရဲ့ဟုတ်ဟုတ်တယ်ပရိသတ်အာပေါ့နော် ပိုင်းပြမှာဆိုရင်တော့တိတ်တော့မပြောမပြောချင်ပါဘူးပြောပါဦးချိန်မင်းဟိုဇီခက်လို့ပြောလို့ရှိရင်လည်းချိန်မင်းရဲ့ဖန်တွေကပြောမယ်အာချိန်မင်းလို့ပြောရင်လည်းဇီခက်ဖန်တွေကပြောမယ်အဲ့တော့ဘသူနဲ့ညာညာသဘောတူပါတယ်လို့ပဲပြောမှာပေါ့အင်းကြီးကအချုပ်ချင်ရရပြားလေးတော့ဒါမဲ့လူကတယောက်နဲ့တယောက်ကပြားရဲ့ တယောက်နဲ့တယောက်ကစိတ်ချင်းမတူဘူးပေါ့နော်တချို့ကျတော့အယိုးကွဲအောင်ရိုင်းမှာအတဲကွဲအောင်ဖြစ်တယ်ဆိုတဲ့ဟာမျိုးရှိတယ်ပေါ့နော်တချို့ကျတော့လေအရန်ချုပ်ချယ်လွားကြည့်ရခါကျတော့တခဏအတွက်ကကောင်းတယ်တဘွားအတွက်ကျတော့မွန်းချက်တယ်ပေါ့နော်ဆိုတဲ့ခါကျတော့တယောက်နဲ့တယောက်အကြိုက်ချင်းမတူဘူးပေါ့အာအန်တီလင်းဆိုရင်တော့အတီလင်းကအေးချမ်းနာကိုကြိုက်တယ်ဒါတော့မလို့လေတယောက်တည်းအေးချမ်းနေဖြစ်တာပါကျောင်းညာဝင်သွားတော့ဒါ